ဒုစရိုက်သမားတွေရဲ့ပြန်ပေးဆွဲမှုကြောင့်တန်ဆုံရှုံးသွားခဲ့ရတဲ့ပဲခူးမျိုးက9တန်းကျောင်းသားလေးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်မှာပြန်နေကြိုဆိုလိုက်ပါတယ်မွေကြောင်ပြန်ပြီးဆွဲခံရကဘဝကူးသွားခဲ့ရတာကပကူးမျိုးက9တန်းချောင်းသားလေးမောင်တက်နိုင်မင်းမောင်မောင်တက်နိုင်မင်းဟာကလေးပီပီပေါလုံးသွားခဲ့ရင်ဒုစရိုက်သမားလောဘသားကောင်းရဲ့ပြန်ပြီးဆွဲခြင်းကိုခံရကတန်ဆုံရှုံးသွားရတာဖြစ်ပါတယ်မောင်တက်နိုင်မင်းဟာအဖအူးသားမြိုင်အမိတော်ရင်မုံတို့နဲ့အတူ ပကူးမျိုးမဟာစီရီလမ်းမှာနေထိုင်တာဖြစ်ပါတယ် ီးခဲ့တဲ့9လပိုင်း20ရက်နေ့ညနေပိုင်း9နာရီခွဲချိန်မှာတော့ခုနှစ်တန်းချောင်းသားလေးမောင်တတ်နိုင်မင်းတယောက်ကလေးပီပီဘောလုံးကံမှုအိမ်ကထွက်သွားတာဖြစ်ပါတယ်။ဒါပေမဲ့ပြန်လာချိန်တန်လို့လည်းပြန်မလာတော့ပါဘူး။ CCTV မှတ်တမ်းတွေအရတော့လူတယောက်ကဆိုင်ကလေးလာခေါ်သွားတာဖြစ်ပါတယ်။ဒါကြောင့်မိသားစုဝင်တွေကလိုက်ရှာခဲ့တာပါ။အဲဒီနောက်မှာဘကူးမျိုးမစင်းစဲနေကရှူဆောင်နေမှမောင်တတ်နိုင်မင်းကိုလက်ရောချီတွေပါနောက်ပြန်ကျိုးထုတ်ထားပြီးဥကောင်းကိုလည်းဆာလာအိတ်တလုံးဆွထားပြီးလေဘင်းကိုကျိုးချီလျံမောက်ခုံနေထားဖြစ်သေး ီဆုံးနေတာတွေ့ခင်ရတာဖြစ်ပါတယ်တရားခဏီဟောင်းစောပိုင်းမှာမောင်တက်နိုင်မင်းတည်ဆုံသွားတာတော့ငွေညစ်ခဲ့သေးတယ်လို့ဆိုပါတယ်။တရားခဏအောင်ကျော်စောခေါ်ကျော်ချင်းဟောင်းကျွေးသိန်း300လောက်ဆက်ဖို့ရှိတာကြောင့်ငွေလိုနေပြီးသူနဲ့ညီကိုနှဝန်းခွဲတော်ဆက်သူနိုင်အောင်ဖြူကလည်းငွေလိုနေသူလို့သိရတာပါ။ဒါကြောင့်လွယ်လွယ်နဲ့မြန်မြန်ရမယ်နီလန်းစင်စားပြီးခုနှစ်တန်းချောင်းသားမောင်တက်နိုင်မင်းကိုပြန်ပေးဆွဲဖို့လုပ်ခဲ့ကြတာလို့ဆိုပါတယ်။ မေလ21ရက်နေ့ညနေမှာမောင်တက်နိုင်မင်းကကျောင်းချင်းလာပြီးဘောလုံးကန်နေချင်းအောင်နိုင်ဖြူကဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီးမင်းတို့ကန်နေတဲ့ဘောလုံးထက်ကောင်းတဲ့ဘောလုံးတစ်လုံးမဟာစီဒီဘောလုံးခွင်းနာမှတွေ့ခဲ့တယ်။သွားကောက်မယ်ဆိုပြီးပြောတယ်။ကျန်တဲ့သူတွေကသူတို့လည်းတူလိုက်မယ်ဆိုတော့မလိုက်နဲ့ငါဆိုင်ကယ်ကနှစ်ယောက်ပဲစီးလို့ရတော့တက်နိုင်မင်းမေးလိုက်ခဲ့ဆိုပြီးသူဆိုင်ကယ်နဲ့ခေါ်သွားပါတယ်တဲ့။ အဒီနောက်မောင်တန်းနိုင်မင်းကိုပြည်နယ်အိမ်ငယ်ဆွချိုးကြည့်ခင်တာပါ။ဒါပေမဲ့လည်းမောင်တန်းနိုင်မင်းကရှုံးလို့အတင်းကျပ်လေးဘင်းကိုဆွဲရင်လက်လုံးကအသက်ဆုံးရှုံးသွားတာဖြစ်ပါတယ်။အဒီနောက်မှာသူတို့ဟာဟန်မပြတ်ပြန်လာခဲ့ကြတာပါ။တရခန်ဟာတန်းနိုင်မင်းကိုတတ်ခဲ့ပြီးပြန်မှာမောင်တန်းနိုင်မင်းရဲ့အမေကိုတော့တန်းနိုင်မင်းပြန်မရောက်သေးဘူးလားလို့မေးလိုက်သေးတာပါတယ်။အမေဖြစ်သူကနင်တို့အတူသွားတာမလားပြန်မလာသေးဘူးလေဆိုတော့သူကကိစ္စရှိလို့တက်နိုင်မင်းကိုလမ်းမှာချထားပေးခဲ့တယ်လို့ပြောခဲ့တယ်လို့သိရပါဗျ။ အခုချိန်မှာတော့တရားခဏရောက်ကိုဖမ်းမိထားတယ်လို့သိရတာဖြစ်ပါတယ်။အခုတော့တန်နိုင်မင်းကိုတတ်ခဲ့တဲ့တလန်းနေနေထိုင်သူနိုင်အောင်ဖြူ32နှစ်တဲ့အတူပအဝင်ပြုလုပ်သူအောင်ကျော်စောကွန်ကျော်ကြီး32နှစ်တူအောင်ပုံမှာ300-364လို့ဖြင့်အမှုဖွင့်လှစ်လိုက်ပြီးအမြန်ဆုံးတရားစွဲဆိုတင်ပို့နိုင်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။ဘလုံးကစားရတာဝါသနာပါပြီးလိမ္မာရေးချလက်ရှိအေးလေအေးတဲ့မောင်းတန်နိုင်မင်းအတွက်အလုံးကစိတ်မကောင်းဖြစ်ခဲ့ကြတာပါ မောင်းတက်နိုင်မင်းကိုဒီနေ့နေ့လေးနှစ်နာရီခါတကြိုခဲ့ကြတယ်လို့သိရပါတယ်။ပရိသတ်တွေကရောချစ်စရာကောင်းတဲ့တောင်းငယ်လေးမောင်းတက်နိုင်မင်းအသက်ဆုံးရှုံးရတဲ့အပေါ်မှာမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။